အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေခုနှစ်ယောက်တာသမီအားလုံးတော့ပေါ့လေ hospital နေ့တစ်ခုကျွန်တော်အဲ hobby ကျင်လို့ပေါ့လေနော်အဲ့တော့ဒါဒီခုနှစ်ယောက်တာသမီအပေါင်းအားလုံးကိုကိုစားပြုပါတယ်ကနော်တဦးတယောက်တည်းကိုကိုစားပြုတဲ့ hospital မျိုးမဟုတ်ဘူးဒါလေးကိုရိုက်ဝင်ကောင်းမလားမကောင်းမလားဆိုပြီးကျွန်တော်အချိန်တော်တော်ကြာကြာလေးစဉ်းစားခဲ့တယ်ပေါ့လေအဲဒီကလာမှာတော့ ျွန်တော်ရိုက်ဝေးလေးလုပ်ပြီးတော့တင်ပေးလိုက်ပါအောင်မယ်ဆိုပြီးတော့စက်ကူလေးပေါက်လာလို့ပြန်နော်အခုကျွန်တော်ဒီရိုက်ဝေးလုပ်တဲ့အချိန်ဆိုရင်ဒါကျွန်တော်19ရက်နေပေါ့လေနော်19ရက်နေညမှာကျွန်တော်ရိုက်ဝေးစလုပ်တော့ဆိုတော့ဘာကိုပြောချင်တာလဲဆိုတော့လက်ရှိကျွန်တော်တို့ဒီခုနှစ်သက်ကလေးတခုအကူအပြောင်းဖြစ်သွားပြီပေါ့လေ2025လဲရောက်လာတာပေါ့အဲ့တော့အဲ2025ဒီကိုကနန်းဖြစ်တယ်ပေါ့လေ2025ကိုပေါင်း900ရတာဒါလည်းအားလုံးသိပြီးသားပါပဲဗျာနော်ဆိုတော့ဒီကိုကနန်းကြတဲ့နှစ်မှာအားလုံးတော့ခြုံပြီး hostel နေကျွန်တော်မဟုတ်ပြီးခဲ့ဘူးပေါ့လေ ဟောတဲ့ခါမှာကျွန်တော်ဟောလို့ရှိရင် တခြား holiday ဖြစ်မှာဆိုလို့အတတ်နိုင်ဆုံးလေးရှောင်တယ်သို့တော်လည်းအဟောမယ်ဆိုလို့ရှိရင်တချို့ရှောင်အောင်လေးတွေတည်ကြတဲ့ခါမှာပြင်ဆင်လို့ရတာမျိုးတွေဖြစ်မယ်ဆိုတော့ကောင်းစေခြင်းနဲ့စိတ်ဆန္ဒလေးကိုယူဆပြီးတော့ကျွန်တော်ဒါလေးရိုက်ကူပြီးတော့တင်ပေးမယ်ဆိုပြီးစိတ်ကူလို့အခုလိုမျိုးဟောတာပေါ့လေနော်အဲ့တော့ဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကိုးကနန်းကြတဲ့နှစ်ပေါ့လေအဲ့တော့အဲ့ကိုကနန်းဒီကျွန်တော်တို့မြန်မာတနိုင်ငံနဲ့ကိုကိုစားပြုကြတာမဟုတ်ဘူးကဘာတစ်ခုလုံးကိုစားပြုပြီးကြတာပေါ့လေအဲ့ ဆိုတော့အဲ့ကိုကနတ်ဒီကျွန်တော်တို့ကအဲ numerology လို့ခေါ်တဲ့ဒီကဏ္ဍပေတင်နဲ့အဲယူမယ်ဆိုလို့ရှိရင်သူကအင်္ဂါဂျိုကိုစားပြုတယ်လို့ခေါ်တယ်ဗျာနော် ကိုကနတ်ဒီအင်္ဂါဂျိုရဲ့အထိုင်မှဖြစ်တာတွေ့ရတယ်အင်္ဂါဂျိုကဗာလဲဆိုတော့စစ်နှစ်ဖျားကိုစားပြုတယ်ဗျာအင်္ဂါဂျိုဆိုတာကစစ်နှစ်ဖျားတို့မြည်ဒီမှာဖြတ်စီတတ်တဲ့သဘောတဘာဝရှိတာပေါ့လေအဲ့တော့ဒီလိုကိုကနတ်ကြပြီးဆိုရင်အဲ့လိုကြတဲ့နှစ်တည်းမှာဗာဖြစ်လဲဆိုတော့ကဘာနဲ့ချီပြောတာနော်တူဦးတယောက်တည်းကိုပြောတာမဟုတ်ဘူးပေါ့လေကဘာတဝမ်းပေါ့ ူကကိုခဏန်းကြပြီးဆိုရင်အဓိကနံပါတ်1ကမီဘေးနဲ့ပတ်သက်တယ်လားတယ်နော်မီလောင်မှုကြီးကြီးမားမားကြီးတွေဖြစ်တယ်ဆန်ကျင်တင်းနဲ့မီလောင်မှုတွေဖြစ်တယ်ပြီးရင်မုံတိုင်းပေါ့လေအဲမုံတိုင်းမှာလည်းတော်ရုံတော်ရုံဖြစ်နေကြထို့ဖြစ်နေကြမုံတိုင်းတွေထပ်ပို့ပြီးကြီးထွားတဲ့မုံတိုင်းဘေးပေါ့လေအဲ့တော့ဒီကမီဘေးတို့မုံတိုင်းဘေးတို့ဒါအပြင်ပောက်ကွယ်တတ်တဲ့အရာတွေလို့ခေါ်တယ်နော်မီတောင်ပောက်တာတွေအပြင်ဆက်လက်နဲ့လျောက်ပောက်ကွယ်မှုကြီးကြီးမားမားတွေပြင်းထန်တာဒါလည်းအဲ့ဒါတွေအပြင်ကမှလက်နက်ဘေးလို့ခေါ်တဲ့အဲ့လိုဘေးရည်ရည်တွေနဲ့ ကြုံရတတ်တဲ့နှစ်လို့ခေါ်တယ်အဲ့ဒါဒီမြန်မာတနိုင်ငံအတွက်တခုလည်းမဟုတ်ဘူးကဘာတခုလုံးကြုံအောင်လေဂိမ်းလို့ခေါ်တာပေါ့လေဒါခြုံပြီးတော့ပြောကြတာပေါ့အဲ့ဒီတက်ကမှဒီကိုကနာနဲ့ဒါရိုက်တက်ဆိုင်နဲ့နိုင်ငံနေနိုင်ငံကြီးအများကြီးရှိကြတာပေါ့လေတချို့မရှိတဲ့သူတွေလည်းရှိတော့အပြင်းအပြော့တွေကတော့ကွာခြားမှုတွေရှိတယ်ရှိတဲ့သူတွေကတော့ပိုပြီးပြင်းထန်သွားခံစားတတ်တဲ့ဂိမ်းထဲမှာပါတယ်ဗျာနော်ဆိုတော့ဖြစ်လာလို့ရှိရင်အဲ့ကိုကနာရဲ့ဒုက္ခပိဒါလေးကကျွန်တော်နောက်တစ်ခေါက်ပြန်ပြောမယ်မိဘေမုံတိုင်းဘေရေဘေ ပောက်ကွဲတတ်တဲ့အရာတွေကြုံရတာခြုံထက်တဲ့လက်နက်ဘေးအန္တရာယ်တွေကြုံရတာဆိုပြီးကဘာကြီးမှအဲ့လိုမျိုးကြုံရတတ်တယ်လို့ကျွန်တော်တို့အယူဆအဲ့လိုလိုယူဆပါတယ်ပေါ့လေကျွန်တော်အနေနဲ့ဆိုတော့ဒါကြောင့်ဒီလိုမျိုးဖြစ်ကြတယ်ဖြစ်တဲ့အခါမှာကျွန်တော်တို့ကမြန်မာနိုင်ငံမှာနေတာဟုတ်ပြန်နော်အဲ့တော့ကဘာတခြားလုံးမှာဒီလိုမျိုးကြီးဖြစ်တတ်တဲ့ဂိမ်းရှိတဲ့အပြင်ကိုယ့်ရဲ့နိုင်ငံနေနိုင်ငံတွေပေါ်မူတည်တဲ့နိုင်ငံရဲ့ကံတရားတွေပေါ်မူတည်ပြီးတနိုင်ငံနဲ့တနိုင်ငံတော့မတူကြဘူးပေါ့လေဆိုတော့ကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့တစ်ချက်လေးပြန်ကြည့်ကြည့်တယ်ပေါ့လေ ဆိုတော့နိုင်ငံရေးဟော့စတောင်းလိုမျိုးကြီးဖြစ်သွားမှာဆိုလို့ကျွန်တော်အတက်နိုင်ဆုံးရှောင်တယ်ပေါ့လေမဟုတ်ချင်ဘူးအမားယူနစ်တွေဖြစ်တတ်တယ်သို့တော့အားလုံးအတွက်ကျွန်တော်ခြုံပြီးတော့ဟော့စတောင်းလေးနည်းနည်းလေးထည့်ပြောပေးခြင်းလို့ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံကလွတ်လပ်ရေးရခဲ့တာ၄ရက်တလ1948ခုနှစ်မှာလွတ်လပ်ရေးရခဲ့တယ်ပေါ့လေဇန်နဝါရီလ၄ရက်မနက်၄နာရီမိနစ်20လို့ခေါ်တာပေါ့နော်ဆိုတော့အဲ့မှာရခဲ့တယ်ကျတော့၄ကဏ္ဍသမားဖြစ်တာတွေ့ရတယ်ပြီးတော့အဲ1948တလပိုင်း၄ရက်အားလုံးကိုကဏ္ဍတစ်လုံးနဲ့ရအောင်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်၉ကဏ္ဍရတာတွေ့ရတယ် အဲ့တော့ကဘာတစ်ခုလုံးကိုကိုကနန်းကစိုးမိုးတဲ့အချိန်မြန်မာနိုင်ငံရဲ့မူလလွတ်လပ်ရေးရခဲ့တဲ့ဇာတာအရာလဲမြန်မာနိုင်ငံဒီဒီအလုံးပေါင်းပေါင်းခြင်းဒီကိုကနန်းရတဲ့ထက်မှာပါတဲ့အတွက်သွားပြီးအကျုံးဝင်တဲ့ထက်မှာပါတဲ့အတွက်ခုနကကျွန်တော်ပြောတဲ့ဘေးအန္တရာယ်လေးတွေကပို့ပြီးတော့ကြုံရတတ်တယ်ဆိုတဲ့ဂိမ်းထဲမှာသွားပါတယ်အဲ့ဒါအပြင်လွတ်လပ်ရေးရခဲ့တာက၄ရက်နေဆိုတော့၄ကနန်းလို့ခေါ်တာပေါ့နိအဲ့၄ကနန်းကကိုကနန်းနဲ့ရံပတ်သွားကြတော့အကျိုးမပေးဘူးလို့ဆိုကြပါတော့ဗျာနော်အဲ့တော့ပုဏိပခလေးတွေပို့ပြီးတော့ ဖြစ်တဲ့ဂိမ်းထဲမှာသွားပါတာပေါ့အဲ့ဒါလေးတစ်ချက်သွားတက်တွေ့ရတယ်အဲ့ဒါအပြင်ကျွန်တော်တို့ဒီစုစုပေါင်းပေါင်းချင်းကိုရတာကိုဒီအခု2025ကကိုရတယ်ဆိုပြီးကိုနဲ့ကိုနဲ့ပေါင်းလိုက်တော့ကျွန်တော်78ရတယ်ဗျအဲ့78ခဏလေးကဘာကိုကိုစားပြုလဲဆိုရင်ကျွန်တော်တို့ numerology လို့ခေါ်တဲ့ဂဏန်းပေတင်မှာလာပြည်ဝင်ကြီးတစ်ခုနဲ့သူကနမိတ်ပုံပြတယ်လာပြည်ညမှာဗျထိနေတာနေတဲ့လာပြည်ဝင်ကြီးပေါ့လေအဲ့လာပြည်ဝင်ကြီးကနေသွေးလေးတွေကမျက်ရည်အဖြစ်နဲ့တစိမ့်စိမ့်စီးကိုကြားနေတာမျိုးလေးတွေတွေ့ရတယ် သွေးမြက်ရေတွေကကဘာမြေပေါ်ကြာရောက်လာတယ်။အဲ့ချိန်မှာအောက်ကနေပဲစာလောင်နေတဲ့ပေါ့လေဒီမြေခွေးတစ်ကောင်နဲ့ဝင်ပြီးတစ်ကောင်နဲ့ပါဇက်လေးဟားပြီးတော့သူကအဲ့သွေးဆက်တွေကိုခံယူနေတာမျိုးတွေတွေ့ရတယ်။အဲ့ဒီအချိန်မှာပဲ၆ဆက်ကနေဒီပဇုံလုံးတော့ဂဏန်းလုံးလို့ခေါ်တာပေါ့လေအဲ့ဒါတွေကလည်းဒီမြေခွေးတွေဝင်ပြီးတွေကိုအားချပြီးတော့အဲ့သွေးတွေကိုတောက်တုံဖို့အတွက်သူ့နဲ့ကအလူရက် ပြေးတက်လာတာမျိုးကိုတွေ့ရတယ်ဗျ။ဆိုတော့ဘာပြောချင်တာလဲဆိုတော့အဲ့လို၁၈ကဏ္ဍကြာပြီဆိုလို့ရှိရင်အဲ့လိုနမိတ်ပုံကြာပြီဆိုရင်ဗောလေအဲ့အချိန်မှာ စကားများတက်တယ်ဆိုတော့အဲကျွန်တော်တို့မြန်မာနိုင်ငံကဒါမိသားစုကြီးတခုဆိုကြပါသူဗျာနော်အိမ်တော်စုတခုပေါ့လေနော်ဆိုတော့အဲ့ချိန်မှာအဲ့လိုကိန်းကလမ်းမျိုးကြပြီးဆိုအဲ့မိသားစုကြီးဘာဖြစ်တက်လဲဆိုတော့သူကစကားများတက်တယ်လို့ခေါ်တယ်ရံပဏိပခတာပြင်းထန်တယ်သူကအပြင်ကလူတွေနဲ့ဖြစ်ရင်ပြင်မဖြစ်ရင်ကိုမိသားစုအချင်းချင်းပြန်ပြီးရံပြင်းထန်တက်တယ်နော်အဲ့ကိုကနေကြရင်ပို့ဆိုးတယ်အဲ့၁၈ဆိုတဲ့ကဏ္ဍကြတော့ပြီးတော့ဒီအချိန်မှာအလုံးအလုံးရံများတယ်ဆိုတဲ့ကံကာလမျိုးကြောက်ရောက်နေတာတွေ့ရတယ်သွေးထွက်တန်ယူတွေဖြစ်တယ်ဆိုတဲ့ကိန်းဒါအပြင် ်တဘာဝဘီအန်ဒီရီတမလည်းမီဘေးအန်ဒီရီမကြမကြကြုံရတဲ့ပြီးရင်ရေဘေးဒီပြီးတော့မုန်တိုင်းဘေးပြင်းထန်တဲ့ပောက်ကွယ်တဲ့အရာတွေစတဲ့ဒီကန်တရားပို့လို့လိုက်တဲ့မကောင်းတဲ့အန်ဒီရီတွေကြုံရတတ်တယ်ဗျဆိုတော့ဒီကာလမှာဘေးအန်ဒီရီတွေကအများကြီးများတော့အဲဒီကာလကြုံရတဲ့မိသားစုတွေအနေနဲ့ပေါ့လေစိတ်ရိုက်စရာကြီးစိတ်မချမ်းမြေ့စရာအနေထားမျိုးတွေညနေကျမဲ့စရာအနေထားမျိုးတွေရောက်လာတတ်တဲ့ကာလလို့ခေါ်တဲ့အတွက်အန်ချိတ်ပြီးခံဖို့လိုတယ်ဗျာနော်ဆိုတော့ ဟိုပြောရတာတော့အားရရမကောင်းဘူးလေကောင်းဖို့အတွက်ပြောရရင်တော့တမျိုးပေါ့လေသို့တော့ဒီကန်တရားတွေကြိုသိတဲ့အခါမှာအဲကိုကိုကိုရှောင်လို့ဆောင်လို့ရအောင်ဘာသာရေးတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဖိအားလေးလုပ်နိုင်အောင်ကြိုးစားလို့ရတာပေါ့လေနော်မသိတာထက်သိလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတာပေါ့ဒါအပြင်ဒီမြန်မာနိုင်ငံကြီးလေကနန်သမားဖြစ်တယ်လို့ခေါ်တာပေါ့အဲ့တော့၄နဲ့၉နဲ့ပေါင်းလို့ရှိရင်ဘာရလဲ73ရတယ်ဗျအဲ73ဆိုတဲ့ခဏအောင်လေကျွန်တော်ဆက်ကြည့်တော့ဘာဖြစ်လဲဆိုတော့အယိုးစုပုံတစ်ခုနဲ့ပြထားတယ်တေမင်းရဲ့နမိတ်ပုံပေါ့လေသူက မင်းဖြူကြီးစီးပြီးတော့အလန်နာကြီးကင်ပြီးတော့သေမင်းကဆင်းလာတယ်ဆိုတော့ဂိမ်းမျိုးကြီးဖြစ်တယ်တို့ကအသေးပဲဗျအဲ့မှာမကောင်းတဲ့အနှိဋ္ဌာယုံအာယုံတွေများတာပေါ့လေအထူးသဖြင့်မိသားစုကြီးတကူဆိုလို့ရှိရင်ဒီတနင်္ဂနွေနေ့လေးကြောက်ပေါ့လေတနင်္ဂနွေနေ့ဆိုတော့ကအိမ်တော်ဦးစီးတွေကြောက်ပေါ့လေအစင်မပြေမှုတွေတွေခက်ခဲမှုတွေတွေပင်မဆင်းရဲမှုတွေတွေဘေးရန်တွေကြောက်တာမျိုးဆိုတာမျိုးလေးတွေကြောက်ရတဲ့ကာလလို့ခေါ်တယ်အဲ့လို73ကဏ္ဍကြောက်ပြီးဆိုရင်အနောက်တိုင်းလောကီပညာရှင်တွေဆိုအရန်အရန်ကြောက်ကြတာအဲ့73ဆိုတဲ့ကဏ္ဍပေါ့နိဆိုတော့ တိမ်မင်းကိုကိုစားပြုတဲ့အတွက်အရန်ကြောက်ဖို့ကောင်းတာပေါ့ဆိုတော့စဉ်းစားကြည့်ပေါ့လေအဲ့တော့ဘယ်ဘက်ကကြည့်ကြည့်ကျွန်တော်ကြည့်ရအားလုံးဒီဖြစ်တဲ့ကံလေးတွေကတော်တော်လေးများတယ်ဖြစ်ခင်ပါလေဖြစ်မလဲကျွန်တော်ခုနပြောသလိုရံပရိပခါလေးအံပရာများပြီးတော့မိပေပောက်ွက်တဲ့အရင်ပြင်းပြင်းထန်ထန်ပောက်ွက်တတ်တဲ့လက်နက်ပေတွေကဘာကြီးကြားတယ်ကြားလိုက်ပြင်မှာကိုကနန်းတွေပါတဲ့ဒီနေရာဌာနတွေကပို့ပြီးတော့ဒီလိုအဖြစ်မျိုးတွေကြုံရတာမျိုးဖြစ်တယ်အဲ့တော့ခုနရဲ့တာသမီအားလုံး အဲရေဘေးအတွက်လည်းပြင်ဆင်ထားဖို့ကြံပေးခြင်းနဲ့မီးဘေးအတွက်လည်းမီးတွေပါလျက်စပစ္စည်းတွေတုံးဆွဲတဲ့အခါမှာအထူးသတိထားရှောင်ရှားဖို့အကြံပေးခြင်းနဲ့လုံးဝမပေါ်ဆက်ပါနဲ့ပြီးတော့မိုးရသည့်ရောက်တဲ့အခါမှာလည်းမိုးကြောက်ဖြစ်လာတဲ့မုန်တိုင်းဘေးအန္တရာယ်လေးတွေကြုံရတတ်တယ်ပြင်းထန်တဲ့ပောက်ကွက်တဲ့အရာတွေတဲ့ကြုံရတတ်တော့ဘာသာရေးကိုအရင်အထက်ပို့ပြီးဖိပစီစီတွေလုတ်ပေးမယ်အဲ့တော့ဒီအန္တရာယ်လေးကြုံအောင်ဘာသာရေးဖိလုတ်တဲ့အပြင်မကောင်းတဲ့အင်္ဂါနံတွေရဲ့အညာခိုက်လေးတွေပြေပြောက်ဖို့အတွက်ပေါ့လေဘော်ဒီညောင်ပင်မှာညောင်လေးတွေထောက်ပေးစေခြင်းလည်းပဲနော် ဆိုတော့ညောင်လေးတွေထောက်ပြီးမယ်ပြီးရင်အင်္ဂါနာနဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့လေမကြမကြဒီနှစ်ထပ်မှာအလူဒါနာလေးတွေဝိုင်းဝန်းပြီးတော့လုတ်ပေးကြဖို့အကြံပေးခြင်း ਨੇ အဲကျွန်တော်သဘောအရဆိုတော့ဒီနှစ်ထပ်မှာဖြစ်နိုင်လို့ရှင်ပေါ့လေဒါကျွန်တော်တို့ဥပြောက်တဲ့ယူဆချက်ပါအင်္ဂါနာနဲ့ပတ်သက်တဲ့ရည်ရည်လေးတွေဖိဖိစီစီလေးခြေချစေချင်တာပေါ့လေနော်ဆိုတော့ဘောလုံးညောင်မျိုးညောင်ထောက်ပေးရတယ်နော်အဲပြီးလို့ရှင်ဆာကလင်းကလေးတွေရရင်ဆာကလင်းကလေးတွေအင်္ဂါနေ့တိုင်းလိုလုပ်ပေးနိုင်ရင်ကောင်းတယ်ဗျာနော်ပြီးတော့ဆန်စီစီ စာအဲ့လိုဟာမျိုးတွေမကြောင်ကြာလူပေးရတယ်ဂျမားကြီးထွက်တယ်ပြီးနေမကောင်းတဲ့သူတွေရှိရင်အဲဒီစေဘူဓာတ်စာလေးတွေတတ်နိုင်တော့လူပေးရတယ်ဗျာနော်ပြီးတော့ဇီဝိတာဒါနာလို့ခေါ်တဲ့အသက်ဘေးလေးတွေမကြာမကြာလွတ်ပေးရတယ်ဗောနိဆိုတော့လွတ်တဲ့ခါမှာလောင်းမှာတခြားဟာတွေဓာတ်စာရင်စာကလေးငယ်လေးတွေပါလေးစုံပို့ပြီးတော့ကောင်းတာလေးတွေတွေ့ရတယ်ဗျာနော်ဆိုတော့အဲဂျမားကြီးမကောင်းတဲ့စေယုံစေကန်းတွေများများအလူတန်းဒါနာလေးတွေပြုတ်ပေးကြမယ်အဲ့လိုမျိုးလေးတွေအင်္ဂါနာနဲ့ပတ်သက်တဲ့ဟာလေးတွေအញ្ញံခိုက်ကြည့်ဖို့အတွက်အဲ့ဒါလေးတွေကိုပုံမှန်ရရရလေးတွေ ဝိုင်းဝင်းလောက်ကြမယ်ဆိုရင်တော့အညံ့အကင်းတွေကြုံခဲ့ရင်တော့မှစိုးစိုးဝါမဖြစ်တော့ဘဲနဲ့ကောင်းတဲ့ကံတွေကတော့ဧကံမုတ်ချပူကြီးကောင်းသွားပါလိမ့်မယ်လို့အဲကျွန်တော်ဟောစတန်လေးကိုဒီနားမှာပဲနှိကုံချုပ်ချင်တယ်တခြားခြားသောအကြောင်းအကျောင်းတွေကြောင့်ကျွန်တော်မပြောလိုက်ရတဲ့စကားလေးတွေအများကြီးအများကြီးရှိပါတယ်ဒီလောက်ဆိုရင်အဲကြုံတွေ့ရမယ်ဒီတဘာဝဘေးအန္တရာယ်တွေကိုရင်ဆိုင်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်ကနော်ခုနှစ်အသားမိအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေ